ပညာရေးရဲ့တကယ့်ကြီးရွယ်ချက်ကဘာဖြစ်မလဲဟုတ်ပါတယ်ဒါကကျွန်တော်တို့အားလုံးတစ်ချိန်မဟုတ်တစ်ချိန်ကိုကိုကိုပြန်မေးဖို့ကြရတဲ့မေးခွန်းတစ်ခုပါပဲဒီနေ့တော့လေ American တက်တနပညာရှင် John Dewey ရဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့အတွေ့အခွာတွေကိုအတူတူလေ့လာကြည့်ကြရအောင်အင်းကျောင်းဆိုတာတကယ်တော့ပါအတွက်လဲစာရီတင်ဖို့တတ်တတ်ပဲလားအလို့အကွင့်ကောင်းနေတာဖို့အတွက်ပြင်ဆင်ပေးတဲ့နေရာတခုလားဒါမှမဟုတ်အဲ့ဒီတဲ့ပိုပြီးနဲ့ဆိုင်တဲ့ဒီပဲတခုရှိနေသေးတာလားကဲဒီမေဟွန်းဒီအနေနဲ့ပဲဖြေကိုတူတူရှာဖွေကြည့်ကြရတာပေါ့ ်ဒွန်သူရဲ့အဖြေကတော့လေတတော်လေးကိုရှင်းလင်းပြသပါတယ်သူကဘာပြောသလဲဆိုတော့ပညာရေးရဲ့အဓိကတာဝန်ဆိုတာကမတရားမှုတွေကိုမြင်တတ်အောင်ခွဲခြားတတ်အောင်တင်ပေးပြီးတော့အဲ့ဒီမတရားမှုတွေကိုရင်ဆိုင်နိုင်တဲ့စွမ်းအားတွေပေးဖို့ပဲဖြစ်တယ်။ဒါကျွန်တော်တို့ပုံမှန်တွေးနေကြပညာရေးဆိုတာထက်အများကြီးပိုကျေပန်တဲ့အမြင်တစ်ခုပါပဲ။ကဲဂျွန်ဒူဝီရဲ့ဒီအဖြစ်အကပညာရေးအပေါ်မှာကျွန်တော်တို့ထားနေကြဓမာယိုကျအမြင်တွေကိုဘလို့များစိန်ခေါ်လိုက်တယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်။ဒီမှာကြည့်လိုက်ရင်ဌာနချက်ကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်။ တစ်ဖက်မှာကအချက်အလက်တွေအလွတ်ကျစာမွေးပွဲဖြစ်ဒါပဲဒါမဲ့ဒူးရဲ့အမြင်ကအဲ့လိုမဟုတ်ဘူးပညာရေးဆိုတာအသိပညာကို စုထားဖို့တတ်တတ်မဟုတ်ဘူးဗျအဲ့ဒီအသိပညာကို လက်နက်တစ်ခုလိုတုံပြီးတော့လူအဖွဲ့အစည်းရဲ့ကောင်းချို့အတတကယ်ကို လက်တွေ့ကြတဲ့ပြောင်းလဲမှုတွေပေါ်ဆောင်ဖို့ပဲဖြစ်တယ်ဒူဝီက မတရားမှုကိုစန့်ကျင်မှုပြောတဲ့ဟုတ်ဆိုတော့အဲ့ဒီမတရားမှုဆိုတဲ့စကားလုံးကဘာကို အတိအကျဆိုလိုတာလဲ အဲ့ဒီအဓိကကြားတဲ့အချက်ကိုနည်းနည်းလေးနည်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 းကြည့်ကြအောင်ဒီတော့မတရားမှုဆိုတာကလူဒီအောင်ဒါမှမဟုတ်လူတစုရဲ့အခွင့်အရေးတွေကိုလေးလူရှူတာဒါမှမဟုတ်ချိုးဖောက်တာကိုပြောလာပေါ့ဥပမာတစ်ခုပြောရင်ဗျာရက်ွက်ထဲမှာအားလုံးအတွက်သုံးဖို့ဆောက်ထားတဲ့ပန်းချံတစ်ခုကိုလူတစုကအင်အားသုံးပြီးသူတို့ကိုပိုင်နေရလို့လုတ်လိုက်တယ်ဆိုပါစို့အဲ့ဒါကအများပြည်တွေရဲ့အခွင့်အရေးကိုချိုးဖောက်လိုက်တဲ့မတရားမှုပဲလေဒူးယူကြည့်တာကပညာရေးဆိုတာကဒီလိုအခြေအနေတွေကိုမြင်တတ်အောင် ပြီးတော့တိုက်ဖြတ်တတ်အောင်လူတွေကိုပြင်ဆင်ပေးရမယ်ဆိုတာပါပဲ။ဒါဆိုရင် မတရားမှုကိုထိမြင်ပြီးတိုက်ဖြတ်ဖို့အတွက်ပညာရေးကဘလို့အဆင့်တွေနဲ့လှူဆောင်ပေးရမလဲ။သူရဲ့အဆိုအရဆိုရင်ဒါအပိုင်းနှစ်ပိုင်းပါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးသူ့ရဲ့ပညာရေးပုံစံရဲ့အသက်လှလုံးလို့တောင်းပြောလို့ရပါတယ်။ဒါကတိတ်ကိုအရေးကြီးတဲ့အချက်ပဲ။ပထမအဆင့်ကပါလဲဆိုတော့ပညာရေးဟာမတရားမှုဆိုတာပါလဲ။ဘလို့ပုံစံမျိုးစုံတဲ့လာတတ်တယ်လဲဆိုတော့ ဝေဖန်ပိုင်းခြားမိတိမြင်တာကိုအငြင်းဆုံးတင်ပြရမယ်ဒါပထမအဆင့်ပေါ့ဒါပေမဲ့အဲ့ဒီမှာတည်းရက်လွတ်မရဘူးလေဒုတိယအဆင့်ကအဲ့ဒီမြင်နေရတဲ့မတရားမှုတွေကိုရင်ဆိုင်ဖို့စန့်ကျင်ဖို့တတိယနီးလန်းတွေကိုပါပေးရမယ်ဆိုတော့တိမြင်ရုံတက်တက်နဲ့မပြီးဘူးလက်တွေ့လှုပ်ဆောင်နိုင်တဲ့အထိဖြစ်ရမယ်ဆိုတဲ့သဘောပဲကဲပညာကြီးစနစ်တစ်ခုကဒီရည်ရွယ်ချက်ကိုမဖြည့်ဆည်းနိုင်ခဲ့ရင်တော့ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲ သူရဲ့ဆိုရဒါဟာသေးသေးမွားမွားအားနည်းချက်တခုမဟုတ်ဘူးနော်ဒီအချက်ကတော့လုံးဝပြတ်သားပါတယ်သူရဲ့အမြင်မှာပညာရေးစနစ်တခုကသူ့ရဲ့အကြောင်းတွားတွေကိုမတရားမှုကိုရင်ဆိုင်နိုင်အောင်မထင်ပြနိုင်ခဲ့ဘူးဆိုရင်အဲ့ဒီပညာရေးဟာသူ့ရဲ့အဓိကတာဝန်ကိုလုံးဝကိုပြက်ကွက်ခဲ့တာပဲဖြစ်ကြတယ်ဒါဆိုရင်ဒီလိုဒူဝီပြောတဲ့ပညာရေးမျိုးကနေဘလို့အကောင်းဆုံးရလာတဲ့ဘလို့ပန်းတိုင်တွေကိုမျှော်လင့်နိုင်မလဲသူ့ရဲ့တွေ့ခေါ်ကနေရနိုင်မယ့်အချိုးကျစုတွေကိုချက်ချက်ကြည့်လိုက်ကြအောင် ဒီအချက်တွေကပညာရေးနဲ့တကယ်တမ်းမွေးထုတ်ပေးတင်တဲ့အရေးတွေးတွေပေါ့တာဝန်ယူဆရှိတဲ့လူဖွဲ့စည်းဝင်နေထလာပေါ့ကိုကျင့်တရားကောင်းမွန်လာပေါ့ပြီးတော့နိုင်ငံသားတယောက်ရဲ့တာဝန်ကိုနားလည်လာပေါ့အရေးကြီးဆုံးကတော့လေမကောင်းမှုမမှန်ကမှုတွေကိုတွေ့ရင်စန့်ကျင်ရပ်တည်နိုင်တဲ့ကိုကျင့်တရားဆန်ရရဲစွန့်တက်တွေရှိလာဖို့ပဲဒါတွေအလုံးဟာတရားမျှတတဲ့လူဖွဲ့စည်းတကူရဲ့အုတ်မြစ်တွေလို့ပြောလို့ရပါတယ်ဆိုတော့ချုံမီပြောရရင်ဂျွန်ဒူးရဲ့ပညာရေးရဲ့နောက်ဆုံးရည်မှန်းချက်နောက်ဆုံးထွက်ကုန်ဟာအသိပညာတတ်တဲ့မဟုတ်ပါဘူးခိုင်မာတဲ့စာရိတ္တမှန်တိုင်းပဲဖြစ်ပါတယ် ကဲအဆုံးတက်အနေနဲ့ဒီမေကွန်လေးကိုအားလုံးအတွက်ထားခဲ့ခြင်းပါတယ်ကျွန်တော်တို့လက်ရှိဖြတ်တန်းနေရတယ်ဒါမှမဟုတ်ဖြတ်တန်းခဲ့ဘူးတဲ့ပညာရေးစနစ်တရားအမှန်တရားအတော့ရဲ့ဒီရဲတတိကိုတကယ်ပဲတိစော့ပေးခဲ့လားအဲ့ဒါလေးကိုတစ်ချက်လောက်ပြန်ပြီးစဉ်းစားကြည့်ကြပါဦးပါပဲ